ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ကဲအလုပ်တော့ပြီးပြီဒီနေ့တော့ငါတော်တော်လေးကိုပင်ပန်းသွားပြီဟာရှော့တန်းနိုင်ငါငါရဲ့လှုပ်အားခနဲ့တူတူနေ့ရဲ့လှုပ်အားခောက်ပါယူလာတာ အိမ်ပြန်ရင်းနဲ့ဈေးတန်းနဲ့ဟင်းသင်းရွက်တွေကိုလည်းဝယ်သွားရမယ်။အော်ဟင်းသင်းရွက်တွေထက်ပိုအရေးကြီးတာလေ။ဒီနေ့ငါတို့ကအိမ်အတွက်ပြီးလက်မြင်နဲ့နဲ့ယူသွားရမှာလေ။အော်ငါမိတ်သွားတာပဲ။နင်တီမာပဲခဏစောင့်နေ။ငါပြီးလက်မြင်သွားယူလာအောင်မယ်။မဟုတ်ရင်အဲ့ဒီကက်ဆီနိုတဲ့တထေရမြင်သွားရင်လေ။လက်တဆုပ်စာပြီးလက်မြင်ထွက်တောင်ခိုးရဲလို့ဆွဆွဲနေလိမ့်မယ်။ဇင်မာကတတိစီကနေပုံပြီးပလတ်စတစ်အိတ်တတိလေးလေးမှာဘီလက်မြင့်နည်းနည်းကိုထည့်လိုက်ပါတယ်ပြီးတော့အခုနှစ်ယောက်လုံးကအိမ်ပြန်လာခဲ့ကြပါတယ် နင်တို့ကအခုမှပြိလက်မြေရှူပြီးပြန်လာတယ်ပေါ့မနဲ့ကလေးကနင်တို့ပြောထားတာ哦အေးပါငါတို့ရှူလာပါတယ်ငါမျက်တန်နာခေါမိုးပေါ်တက်သွားလိုက်မယ်နင်တို့အဲ့ဒီတော့တွင်ထမင်းချက်ထားလိုက်ကြဇင်မားနဲ့တန်နာတို့ကပကံတစ်ခုထိမှပြိလက်မြေရှူရီကိုဖျော့ဆက်ပြီးခေါမိုးပေါ်ကိုတက်သွားလိုက်ကြပါတည်းအိုးဖះရေငါတို့အိမ်ထဲကိုဘာလို့ရှည်တွေဝင်လာလဲလို့အခုမှစဉ်းစားမိတယ်ခေါမိုးကနေရာတိုင်းကနေပေါက်နေ啊哦ဒီပြိလက်မြေနည်းနည်းလေးကငါတို့အတွက်ဘလောက်များအသုံးဝင်မလဲ နေရပိလက်မျိုးနည်းနည်းတော့ပို့ယူခဲ့တဲ့နာပေါ့အမလီဒါတော်ငါမှအနန္တယူလာခဲ့ရတာဟေ့ငါဒီထဲမှာရင်းနေနဲ့ထထဲလိုက်မယ်ရေကြဲကြဲလေးဖြော်ပြီးတော့လိမ့်ကြတာပေါ့ကျွေးမနေရလုံးကခေါမိုးပေါ်ကပေါက်နေတဲ့နေရာတွေကိုဘီလက်မျိုးတွေနဲ့ကောင်းကောင်းသိလိုက်ကြပါလိမ့်ပြီးတော့အောက်ကိုပြန်ဆင်းလာခဲ့ပါလိမ့်ကဲအနည်းဆုံးတော့ဒီမိုးရတီမှာနည်းနည်းတက်တာရရတာပေါ့မနဲ့ပြန်မနဲ့ထေမိုးလုံးဝမရွာပဲဒီပိလက်မျိုးအရေတွေ၆သွားရင်တော့ကောင်းမယ် ငါတို့ရဲ့ယောက်ျားတွေငါတို့နဲ့အတူတူရှိတော့啊ငါတို့ကဘေးရတွဲမှစိတ်ပူစရာမလိုခဲ့ဘူးသူတို့တွေကအရာအလုံးဖြည့်ရှင်းပေးခဲ့ကြတာဒါပေမဲ့အဲ့ဒီဆိုးရွားတဲ့မိုးနဲ့ရေကြီးမိုးကငါတို့စီကအရာအလုံးလွတ်ယူသွားခဲ့တာငါတို့လေအခုချိန်နေငါတို့ယောက်ျားတွေအသက်ရှင်နေကြအောင်မလားလို့ပဲတွေးနေတော့သူတို့ကအဲ့ဒီရေကြီးမှုထဲမှာများကောင်းတာတွေကိုပြောပါဝတ်မောင်ရဲ့သူတို့ကဘာမှမဖြစ်ဘူးသူတို့ဘယ်မှာပဲရှိနေပါစေအန်ဒီယကင်းကင်းနဲ့နေနေကြမှာပါ ပြီးတော့သူတို့ဟာငါတို့လိုက်ရှာပြီးတေချာပေါက်တရုံရောက်လာမှာပါ။လွန်ခဲ့တဲ့အချိန်တစ်ခုအထိချွေးမအရလုံးကအနီးနားကရန်တူရံမှာသူတို့ယောက်ျားတွေနဲ့အတူပြောင်းရှင်စွာနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့တည့်ရမတော်မူတိန်ထန်စွာရောသွန်းတာကြောင့်သူတို့ရောမှာရေကြီးလာခဲ့ပါတယ်။ချွေးမအရလုံးကတော့အဲ့ဒီရေကြီးမှုကနေလွတ်သွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ယောက်ျားတွေကိုတော့ဘယ်မှမရှာမတွေ့တော့ပါဘူး။အရင်ကစားပြီးချွေးမအရာလုံးကအလုတ်ကျန်းလောက်ကအသက်မွေးဝမ်းကြောင်းကြပါရဲ့ ။ရရောက်တော့ချွေးမအားလုံးကနှင်းနှင်းချိုက်ချိုက်အပြုံနေကြပါလိမ့်။ဒီချိန်မှာ UTN ခြေထောက်နားမှာဆိုစီဆိုစီနဲ့ပေါခန်းစားနေရလဲ။တယောက်ယောက်ကရေခွက်ကိုထားတာနေမယ်။အဲ့ဒါပဲဖိတ်ကြသွားလားမသိဘူး။စုစန်းကမျက်လုံးခွင်လိုက်တာနဲ့သူတို့ရဲ့ခေါင်းမိုးကနေရာအနှံ့ကနေရေရီစိမ့်ကြနေတာကိုတွေ့လိုက်ရပါလိမ့်။ဒါကိုမြင်တော့ဆူဆန်ကအားလုံးကိုနှိုးလိုက်ပါတယ်။ဒါပါဖြစ်တာလေ။ငါတို့ကခေါမိုးပေါ်မှာနေရာတိုင်းပြီးလက်မြင်နဲ့တိတ်ချလိမ့်ခဲ့ရလေ။ဒါပေမဲ့ ခေါမိုးကနေရှိတွေကဘာလို့ပြန်ပြီးစိတ်ကြလာရတာလဲပြီးလက်မြေအရေး၆ဘောကအချိန်အများကြီးပေးရတယ်လीညနေရမှာနင်းတော့လိမ့်ထားတာဆိုတော့ပြီးတော့ညမှာမိုးကရွာချလိုက်သေးတယ်။အိုဖျားရေအခုနင်တို့အားလုံးဘာလို့ရက်ကြည့်နေရလဲမြ мян လေးပကံတွေပုံးနေယူကြတော့မဟုတ်ရင်အိမ်ထဲမှာရှိတွေပြည့်ကုန်တော့မယ်။ခေါမိုးကရေးစိမ့်ကြနေတဲ့နေရာတိုင်းမှာချွေးမာရလုံးကအဲ့ဒီအောက်မှာပုံးတွေပကံတွေကိုခံထားနိုင်ကြပါတယ်။နာနာ ਈ ၃နာရီလောက်ကြာမှတော့မိုးတိတ်သွားတဲ့အခါမှာ အားလုံးကပကံတွေပုံတွေကနေရေကိုသွန်ပြီးအင်ကိုတိချာတန်ရှင်းလိုက်ကြပါတယ်ဒီလိုနဲ့တညာလုံးကုံဆုံးသွားပါတော့တယ်တိလာတပတ်လုံးလုံးကဒီတနူးနေနေကိုပဲစောင့်နေခဲ့တာအပြင်မှာအလုတ်သွားလို့တော့လဲပိလက်မြေတွေအုတ်တွေကိုတဲရသေးတယ်အိမ်ပြန်ရောက်တော့လဲအိမ်ထဲရှိတွေကိုတုံထုတ်နေရတယ်ဒီနေ့ကရာသီဥတုကလည်းတော်တော်လေးကိုตาရနေရပဲဒီနေ့မိုးရွာမယ်လို့ငါမထင်ဘူးမနေ့ကတထရအောင်ပြော်ပြီးတော့ပတ်ဆက်9000ပို့ပေးလိုက်သေးတယ်ငါစဉ်းစားနေတာ အားလုံးအတွက်ထမင်းပေါင်းချက်ကျွေးလိုက်ရမလားလို့လေငါတို့အဲ့ဒါမစားတာတတို့ကြပြီနော်နင်ဟာငါ့ရင်ပတ်ထရစကားကိုပြောလိုက်တာပဲထမင်းပေါင်းထဲမှာအသားတူပါထည့်ချက်နော်ငါအရင်ကြိုက်တယ်ဆူဆန်ကဝင်းမုံနဲ့အတူပေါင်းပြီးမိဘပေါ်မှာအားလုံးအတွက်ထမင်းပေါင်းကို စားလုံနေပါတယ်ကျင်းရင်းနဲ့ပဲတာယာနာပါရရာသီဥတုကတိမ်မဲရင်းနဲ့ပြေးသွားပါတော့တယ်ပြီးတော့မိုးရွာလာပြန်ပါတယ်မိုးရပြန်တော့ချင်းမအရလုံးရဲ့ခေါင်းမိုးကနေပြန်ပြီးရေရင်းစင့်ကြလာခဲ့ပါတယ် ီတစ်ခါမှာခေါင်ပိုးကနေရေစိမ်ယုံနေမကပင်အိန္ဒိယန်တွေကပါရေတွေစိမ့်ထွက်လာခဲ့ပါတယ်။ဒါကြောင့်ချွေးပါနှစ်ယောက်လုံးပင်ပင်မမတ်နဲ့ချန်ထားတဲ့ထမင်းပေါင်းဟာရေတွေကျလို့ပျက်စီးသွားပါတော့တယ်။ခေါင်ပိုးကနေရေစိမ့်ကြတာနည်းနေသေးလို့လား။အခုအိန္ဒိယန်တွေကပါရေတွေစိမ့်ထွက်လာပြန်ပြီ။ငါတို့ကပင်ပင်မမတ်နဲ့ချက်ထားတာအကုန်လုံးအလကားဖြစ်ကုန်ပြီ။တကယ်လို့ဖျားသခင်ကတိလို့ဘဝမျိုးပဲပေးချင်တယ်ဆိုရင်ငါတို့ရေကြီးတုံးကလေးကဘာလို့မတက်ပြစ်ခဲ့တာလဲ ဖျားသခင်ကငါတို့ဘာလို့အသက်ရှင်ထားခဲ့ရတာလဲကျမအရာလုံးကရဲစိတ်မကောင်းဖြစ်နေကြပါတယ်ပြီးတော့အင်းတွေကရေတွေကိုလည်းပြန်ထုတ်နေကြပါတယ်ဝိရသည်စကလေးကချွေးမအရာလုံးရဲ့ဘဝမှာမိုးကအတုံဆူးရစေခဲ့ပါတယ်ဒီနေ့လည်းနေတိုင်းလိုပဲချွေးမတွေကရေတွေကိုထုတ်နေကြပါတယ်ဒီချိန်မှာမိုးရွာလို့သူတို့အင်းတွေကိုပူးကောင်တကောင်ဝင်လာပြီးတန်တော့ကိုကန့်လိုက်ပါတယ်အာငါချစ်တော့မိုးတွင်ပိုးကောင်တကောင်ကကြိုက်သွားတာနဲ့တူတယ်တန်တော့ နင်းကတင်ပေါ်တက်ထိုင်နေလိုက်ငါမြင်မြန်လေးစနွေးနဲ့လိမ့်ဆက်လုပ်ပြီးလာခဲ့မယ်။မိုးရသည်မှာချွေးမအရာလုံးကဒီလိုပြဿနာမျိုးတွေနဲ့အငြင်းတန်းရင်ဆိုင်နေရပါတယ်။မနေ့ရောက်တော့ချွေးမလေးရောင်လုံးအလုသွားပြီးတဲ့နောက်မှာဝင်းမုံကအင်းငှထွက်ဖို့လှုပ်တာနဲ့မိုးသေးထန်စွာရွာချလာခဲ့ပါတယ်။ဟာမိုးကဘာလို့ရွာရတာလဲ။နည်းနည်းလေးနောက်ကျမှရွာလို့မရဘူးလား။အခုမိုးရွာထဲမှာဆူရွှဲပြီးတထိမအိမ်ကိုသွားလိုက်ရင်တထိမပြန်မေးစုပူနေအောင်မယ်။ ठी ကိုဘာလို့မယူလာတာလဲလို့ပြောမယ်။ ငါမှပတ်စံရှိမှယူလာမှာပေါ့ဝင်းမောင်ကဒီလိုပြောနေတော့မှာပဲဒီပြင်းတွေနဲ့အတူပလတ်စတစ်အိတ်အကြီးကြီးတစ်လုံးကလွင့်ပါလာပြီးဝင်းမောင်ရဲ့ခြံလေးကိုကျလာခဲ့ပါတယ်ဒါကမြင်တော့ငါဒီပလတ်စတစ်အိတ်ကိုပဲချုံပြီးသွားလိုက်တော့မယ်အနည်းဆုံးတော့မိုးတန်နဲ့လွတ်မှာပေါ့ဝင်းမောင်ကအဲ့ဒီပလတ်စတစ်အိတ်အကြီးကြီးကိုမြင်မြင်လေးကောက်ယူလိုက်ပါတယ်ပြီးတော့မိုးတန်ကနေကာကွယ်ရင်းသူ့လက်ကိုထွက်သွားလိုက်ပါတယ်ဒီလိုနဲ့ချိန်နှဲငယ်ကုန်ဆုံးသွားခဲ့ပါတယ် ကျွေးမရအလုံးကရေးစိမ့်နေတဲ့ခေါင်းမိုးအတွက်နီလန်မျိုးမျိုးကိုစဉ်းစားနေကြပါတယ်။ဒီချိန်မှာသူတို့ရဲ့အိမ်ပိုင်ရှင်ဦးမြင့်လွင်လည်းရောက်လာခဲ့ပါတယ်။ဒို့သီးတာပေါ့။ငါမင်းတို့ငါးရောင်လုံးကိုတခါလေးတွေ့လိုက်ရလို့နောက်ပတ် နောက်ဆုံးထားပြီးတင်းကနေထွက်သွားပြီးကြတော့။ဒါပေမဲ့ဘာလို့လဲဦးမြင့်လွင်ရဲ့ကျမတို့ကဦးလေးကိုချိန်မှန်အိမ်ငါးခါပေးနေရပဲလေ။နောက်လာမှာငါသမီးရဲ့မင်္ဂလာဆောင်ရှိတယ်။ဒီအင်ကိုဖြိုပြီးဧည့်သည်တွေနေလို့ရအောင်အိမ်ကောင်းကောင်းလေးစောင့်ရမယ်။ဒါကြောင့်ဖယ်ပေးကြတော့။ လူတွေကအင်္ဂါကကိုတားတူတောင်းကြပါတယ်။ဒါကြောင့်တပတ်အတွင်းမှာပဲသူတို့ကနောက်တိုင်ကိုမရှာနိုင်ပါဘူး။မတော်ခြင်းပေမဲ့လည်းသူတို့ကအင်ကိုဖိတ်ပေးလိုက်ရပါတယ်။လက်ထန်နဲ့မိုးကနေကင်းလို့ဖို့အတွက်လည်းချွေးမောင်ရောင်လုံးကတစ်ပင်တစ်ပင်အောက်မှာလာပြီးထိုင်နေကြပါတယ်။ကဲငါတို့အခုပေုံသွားရမလဲ။မိုးလည်းရွာနေတယ်။ဒီနားမှာလည်းတည်တဲ့သူတယောက်မှမရှိဘူး။အင်္ဂါနိုင်လောက်တဲ့ပတ်စံလည်းမရှိဘူး။ငါတို့အခုဘာလုပ်ရမလဲ။ ဘသူကမှမလုပ်ရမလဲဆိုတာနားမလည်ကြတော့ပါဘူး။အားလုံးကစိတ်တက်ကြပြီးထိုင်နေကြပါတယ်။အဲဒီချိန်မှာလမ်းပေါ်မှာရှိတဲ့ပလတ်စတစ်တွေကိုဝင်းမုံကမြင်သွားပါတော့တယ်။ဒါရီကိုကြည့်ပြီးငါတို့အခုကိုယ့်အိမ်ကိုယ့်အကူစောက်ရတော့မယ်။ဒီမိုးတန်နေကာကွယ်ဖို့အတွက်ငါတို့ပလတ်စတစ်အိတ်တွေနဲ့အိမ်ကိုစောက်ကြမယ်။ဝင်းမုံဘင်ပါပြောလိုက်တာလေ။ပလတ်စတစ်အိတ်နဲ့အိမ်စောက်မယ်။ဒါပေမဲ့အဲ့ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ plastic အိမ်ကမိုးရက်ဘလိုလောက်ကြာရှိခံနိုင်မှာလဲ သိပါတယ်အဲ့ဒါကြောင့်အရင်ဆုံးကတော့ဒီနာတဝက်ကနေအုတ်ခဲကြောက်တုံးတသေးလေးတွေစုရမယ်ပြီးရင်ပြည့်လက်မြေအိတ်ကိုလည်းရှာရအောင်မယ်ငါတို့အိမ်တသေးလေးကိုစောက်ကြမယ်ပြီးရင်အိမ်နေရံတွေကျန်းပြင်တကားနဲ့ပတင်းပေါက်တွေကိုပလတ်စတစ်အိတ်တွေနဲ့သိချဖုံးလိုက်မယ်တဏာနဲ့စင်မှာနင်တို့ကဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလွတ်လောက်ကြရင်မလားအဲ့ဒီကနေကျိုးပဲ့နေတဲ့အုတ်အဟောင်းတွေနဲ့ပြည့်လက်မြေနည်းနည်းလောက်ကိုယူလာခဲ့ငါတို့လည်းဒီနာတဝက်မှာအုတ်နဲ့ပလတ်စတစ်စတွေရှာကြည့်ကြမယ် အချိန်နဲ့ငယ်ကြာပြီးတဲ့နောက်မိုးတိတ်သွားတဲ့အခါမှာကျွေးမော်ရီအလုံးကအုတ်ပလတ်စတစ်ဆနဲ့ဘီလက်မြေကိုထွက်ရှာကြပါတယ်။ယနေ့လောက်မှာသူတို့ကပလတ်စတစ်ဆအများကြီးနဲ့အုတ်အဟောင်းတော်တော်များများကိုရှာတိခဲ့ကြပါတယ်။အိုးဖရားရေကျမတို့အိမ်ဆောက်လို့ရအောင်နောက်နေ့ရက်လောက်မိုးမရွာပါစေနဲ့။ဘုရားသခင်ထံမှဆုတောင်းပြီးကျွေးမော်ငါးရောင်လုံးကအိမ်ဆောက်ဖို့အတွက်ပြင်ဆင်နေကြပါတယ်။သူတို့ကအရင်ဆုံးအုတ်ရှွန့်နဲ့ဘီလက်မြေရဲ့အခန်းတည်တည်လေးတွေကိုလှုပ်လိုက်ပါတယ်။ အလားလီနနေချောက်သွားတော့အိမ်တစ်ခုလုံးကိုပလတ်စတစ်အိတ်တွေနဲ့အတွင်းကိုရောအပြင်ကိုပါအုပ်လိုက်ကြပါရယ်။ပြီးတော့ပလတ်စတစ်အိတ်သေးသေးလေးတွေကိုမီးနဲ့နနေရှိုးပြီးကတ်ပေးလိုက်ပါရယ်။ဒီလိုနဲ့သူတို့ကခေါင်းမိုးကိုပါတီချအုပ်လိုက်ကြပါရယ်။အခုနေ့ရက်အကြမ်းတော့မိုးရွာတဲ့အခါမှတော့ငါတော့လေငါတို့ရဲ့ကြိုးစားအားထုတ်မှုတွေအကုန်လုံးအလကားဖြစ်ပြီလို့ထင်ခဲ့တာ။ပြီးတော့အိမ်ထဲကိုရေတွေပြန်ဝင်လာတော့မယ်ပေါ့။ဒါပေမဲ့ဒီပလတ်စတစ်စတွေကြောင့်အိမ်ထဲကိုရေတစ်ဆက်မှမဝင်တော့ဘူး။ပတင်းပေါက်နဲ့တကားတွေကိုလည်း ငါတို့ကပလတ်စတစ်စတွေနဲ့တိတိချာချာအုပ်ထားလိုက်မယ်။ဒီလောက်ကြာမှငါတို့အားလုံးကဒီလောက်ပြောရတာ။ကဲနည်းနည်းနောက်ကျသွားပြီမယ်။နောက်ဆုံးတော့မိုးတန်နေလွတ်သွားပြီပေါ့။ပလတ်စတစ်အိမ်ကိုဆောင်ပြီးတဲ့နောက်မှာချွေးမတချို့ကပလတ်စတစ်အိမ်နဲ့မိုးတန်ကနေလွတ်ဖို့အတွက်ဘုကအင်ဂျင်နဲ့အထီးကိုဆက်လုပ်ကြပါရယ်။ပလတ်စတစ်အိမ်နဲ့တူတူငါတို့ကဝတ်စားတွေကိုပါလုပ်လိုက်ပြီ။အခုအပြင်သွားရင်ငါတို့ကမိုးရွာထဲမှာစိုးစရာမလိုတော့ဘူးလေ။ကဲငါလည်းထီးနှက်လက်ကိုတော့လှုပ်ပြီးပြီ။ တကယ်လို့ဒီပလတ်စတစ်အင်ဂျီတွေနဲ့မိုးကနေမလွတ်နိုင်ရင်ဒီပလတ်စတစ်ထီရတော့ငါတို့မိုးမစုံအောင်ကာကွယ်ပေးမှာပဲညံကိုတုံးပြီးပလတ်စတစ်အင်ကိုဆောက်ပြီးတဲ့နောက်ချင်းမရရလုံးကတခြားအသုံးဝင်တဲ့အရာတွေကိုဆက်လုပ်ခဲ့ကြပါတယ်ဒီလိုနဲ့အချင်းတွေကုံဆုံးသွားခဲ့ပါတယ်တန်တာကဈေးထဲမှာဟင်းသီးဟွက်တွေကိုဝယ်နေပါတယ်ဒီချိန်မှာသူက လူတစ်ယောက်နဲ့တိုက်မိသွားခဲ့ပါတယ်အဲ့လူကမြင်တော့တန်တာကမျက်ရည်တွေဝေးလာပါတော့တယ်ဘာလို့လဲဆိုတော့အဲ့ဒီလူကတခြားသူမဟုတ်ဘဲ တန်နာရဲ့ယောက်ျားထုပိုင်မိဖြစ်ပါတယ်။ရှင်ရှင်အသက်ရှင်နေတယ်။ကျမတို့ကတော့လေရှင်တို့ရှင်တို့အခုချိန်နေပယ်ရီရောက်နေရလဲရှင်တို့တွေ့ချင်လို့လို့ကျမတို့ရဲ့မျက်လုံးတွေကတန်းတနေကြရတာ။ရောင်မကြီးကြီးတော့ငါတို့ကစိတ်ယုံနေမှရှိနေကြတာ။ငါတို့ကိုကယ်ဖို့အတွက်အဲ့ဒီကိုကယ်စည်ရေးသမားတွေရောက်လာတယ်။ရွာတွေကရေတွေကတဖြည်းဖြည်းနဲ့ယိုသွားတော့ငါတို့အိမ်ကိုပြန်လာခဲ့ကြတယ်။ဒါမဲ့ငါတို့အိမ်ကလုံးဝပြိုကျသွားခဲ့ပြီ။ပြီးတော့မင်းတို့ငါးယောက်လုံးကိုလည်းပမားမှရှာမတွေ့တော့ဘူး။ ါတို့ကမင်းတို့၅ယောက်လုံးကိုအနီးနားရွာတွေအကုန်လုံးမှာလိုက်ရှာခဲ့တယ်။ဒါပေမဲ့မင်းတို့ကဗမာမှာရှာမတွေ့ခဲ့ဘူး။ဒီနေ့နောက်ဆုံးတော့ဖျားသခင်ကငါတို့ဆူတောင်းကိုနားထောင်ပေးခဲ့ပြီပဲ။ငါတို့မင်းကိုပြန်တွေ့သွားပြီ။မကြီးရေကျွန်တော်တို့အားလုံးရဲ့မိမတွေကဗမာလေအခုတို့မရှိပဲမနေနိုင်တော့ဘူး။ကျွန်တော်တို့ကတို့စီမြန်မြန်လေးခေါ်တော့ပြီပါ။ကျွန်တော်တို့တို့နဲ့တွေ့ကြလို့ပါ။တို့တွေနေကောင်းကြရဲ့လား။အချင်းတွေတလောက်ကြာပြီးခါမှတယောက်ကိုတယောက်ပြန်တွေ့ရတဲ့အခါမှာတော့သူတို့အားလုံးရဲ့မျက်လုံးတွေမှာဝမ်းသာမှုတွေမျက်ရည်တွေလည်းဝဲနေခဲ့ပါတယ်။ ခြေဘေးကြောင့်ထိခိုက်နစ်နာသွားတဲ့သူတွေကိုအစိုးရကယုံကြည်အများကြီးပေးခဲ့ပါတယ်။အယုံကြည်ငွေနဲ့ညီကောင်၅ယောက်လုံးကမြို့ရင်းမှာစားတောက်ဆိုင်တစ်ခုကိုဖွင့်လိုက်ပြီးမကြခင်မှာအိမ်ကောင်းကောင်းလေးတစ်လုံးကိုလည်းစောင့်နိုင်ခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့အခုတမိသားစုလုံးကပျော်ရွှင်စွာနဲ့နေထိုင်သွားကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။